ဒေါအောင်ဆန်းစုကြည်အရှိန်အဝါနဲ့ဒေါအောင်ဆန်းစုကြည်နဲ့လှုပ်ရှားလာတဲ့သူတွေဟာတော်လန်ရေးကအခြေအနေမကောင်းဘူးလို့သူတို့တွက်လာပြီနိုင်ငံရေးမှာဒေါအောင်ဆန်းစုကြည်မရှိရင်သူတို့ဘာမှမဟုတ်ဘူးဆိုတာသိအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်ပြောနေကြအတိုင်းပါနော်အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါကိုချင်းစာတရားထားကြပါကိုကျော်မင်းသက်ရဲ့အပိုင်ရဲ့သတိရတယ်အခုအပိုင်တို့အကြောင်းပါကျွန်တော်အကုန်လုံးပြောပြမယ် ကျွန်တော်တို့ဗမာပြည်မှာเนาะစပြီးတော့သတင်းတွေနားထောင်နေသတင်းတွေနားထောင်ပြီးဆိုတာနဲ့ဘာကြားလာလဲဆိုတော့ကလေးတွေသေတယ်ဆရာမတွေသေတယ်ကိုသူရအောင်ရေကျေးဇူးအများကြီးတင်တယ်တင်ကြီးခံပေးတဲ့အတွက်သူမကိုသူမောင်ရေသတိရတယ်နော်အဲ့ဒီခါကျတော့ကျွန်တော်ပြောချင်တာပပပြီမှ20သေးတယ်30သေးတယ်40သေးတယ်50သေးတယ်100သေးတယ်ခင်ဗျားတို့ကခင်ဗျားတို့ဘယ်လောက်သေးသေး ဘာမှနိုင်ငံတကာသတင်းတွေထဲမှာဘာမှတက်မလာဘူးကျွန်တော်ဆိုလို့ရှိရင်ခင်ဗျားတို့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေဗျာ Washington Post တို့ဘာတို့မှာဟိုကြည့်ဒီကြည့်ကြည့်တာပေါ့အာရှပေါ့အာရှမှာဆိုလို့ရှိရင်အရှိတောင်အာရှပေါ့ကြည့်လိုက်ကြဘာမှသတင်းတက်မလာဘူးဗမာအတန်းလွှင့်တဲ့ BBC လောက်မှာတော့သတင်းအတက်လာတယ်ပြောချင်တာကပါလက်စတိုင်းမှာလည်းကလေးတွေသေတယ်တခြားနေရာမှာလည်းကလေးတွေသေတယ် ယူကရိန်းမှာလည်းကလေးတွေသေတယ်အဲ့ဒီနိုင်ငံမှာကလေးတွေတယောက်ပဲသေတကဘာလုံးသတင်းဖြစ်သွားတယ်ဗမာပြည်မှာကြိုက်တလောက်သေဗမာပြည်တွေကပြည်သူတွေတောင်မှတည်တည်ချာချာမသိဘူးဒါကိုပြောချင်တာကဗမာပြည်ရဲ့ဗမာပြည်အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူးဗမာပြည်ရဲ့အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူးဗမာပြည်သူပြည်သားတွေက ကို့ဖာသာကို ကို့ရေးကိုကို့ဟာကိုအကြီးလုပ်နေတာ ကိုအရေးကိုကိုဖါသားကိုအကြီးလုပ်နေတာခမရတို့အရေးကဘာမှမဟုတ်ဘူးပုံရဟမင်းကြီးတက်လာတယ်လီယို14ပေါ့ပုံရဟမင်းကြီးတက်လာတယ်ပုံရဟမင်းကြီးတက်လာလဲခမရတို့ဗမာပြည်အကြောင်းကိုသူ့အနေနဲ့မပြောနိုင်ဘူးသူအရင်ဆုံးပြောတာသတင်းတောက်တွေလွတ်ဖို့အရေးကြီးတယ်ကဘာကြီးမှဒီယူကရိန်းကစစ်ပွဲတွေအေးချမ်းပါစီပေါ့တကဘာလုံးစစ်ပွဲတွေအေးချမ်းပါစီဆိုပြီးတော့ ချုံငုံပြီးတော့ပြောတဲ့အထဲမှာကိုဟကကိုတော့ပြောလို့ရတာပေါ့ပုံဟမင်းကြီးပြောတဲ့အထဲမှာကဘာကြီးအေးချမ်းချမ်းဖြစ်ဖို့ပါပါတယ်ပေါ့ဒါမှမဟုတ်တကယ်တကယ်တမ်း तू focus လုပ်ပြီးပြောအောင် तू သေးသေးချာချာခရုစိုက်ပြီးပြောလို့ရှိလို့ရှိရင်ယူကရိန်းကစစ်ပွဲအေးချမ်းဖို့လို့အမေရိကန်နဲ့တရုတ်ရဲ့စီးပွားဟိုတို့စီးပွားရေးစစ်ပွဲကြီးအေးချမ်းဖို့လို့ပါလက်စတိုင်းနဲ့အစ္စရေးတိုက်ပွဲကြီးအေးချမ်းဖို့လို့ဒီကိစ္စမျိုးတွေကြီးပဲပြောရင်တာက ပြောချင်တာကအဓိကဆိုလိုချင်တာကခမားတို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့အရေးဟာကဘာကြီးမှာဘာမှမဟုတ်ဘူးခမားတို့ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေခမားတို့ကခမားတို့ပြောချင်တာပြောလုပ်ချင်တာလုပ်ဗမာပြည်အရေးဟာဘာမှမဟုတ်ဘူးဒီအချိန်မှာအခုကျွန်တော်ပြောချင်တဲ့ကိစ္စစလာပြီအဲ့လိုပြောလို့ရှိရင်တစ်ချိန်လုံးကအငုံစိတ်တွေပါအမြင့်စိတ်တွေပါခမားတို့ကခမားတို့နှီးမျိုးစုံနဲ့ပြောပြီးတော့ခမားတို့ဝေဖန်ကြတယ်ပြောကြတယ် အခုခမရတို့တည်တည်ချာချာသိဖို့လိုတယ်ဒေါအောင်ဆန်းစုကြည်အရှိန်အဟွာနဲ့လုံနေတဲ့သူတွေဟာဒေါအောင်ဆန်းစုကြည်ခဲ့ပြောင်းလဲမှဘာပြောလာလဲဆိုတော့သူတို့နိုင်ငံရေးမလုပ်တော့ဘူးတဲ့သူတို့ကလူမှုရေးပဲလုပ်တော့ပဲတဲ့ဒေါအောင်ဆန်းစုကြည်အရှိန်အဟွာနဲ့နိုင်ငံရေးတွေလုပ်သူတေသနာမှုတွေလုပ်လွတ်တော်အမတ်တွေလုပ်တဲ့လူတွေအကုန်လုံးကအခုဘာပြောလာလဲဆိုတော့သူတို့ကနိုင်ငံရေးကိုမလုပ်ချင်တော့ဘူးတဲ့ တော်လန်ရေးကိုမလုပ်ချင်တော့ဘူးတဲ့သူတို့ကလူမှုရေးအလုပ်တွေပဲလုပ်တော့မယ်တဲ့အဲ့တော့ခမည်းတော်ကျွန်တော်ပြောပြမယ်ဗမာပြည်မှာခက်လန့်မှန်းပဲဖြစ်ဖြစ်ငိမ့်ညာအောင်ပဲဖြစ်ဖြစ်ကိုကျော်မင်းဟိုကျွန်တော်အကိုတွေအမတွေပဲဖြစ်ဖြစ်လူမှုရေးလုပ်အောင်ခမည်းတော်ကျွန်တော်တို့ရဲ့မိဘတွေကဘလောက်ချမ်းသာနေလို့လဲကျွန်တော်တို့ကမြို့ကြီးတစ်မြို့တနိုင်ငံအောင်မပြောသေးဘူးမြို့မြို့ကြီးတစ်မြို့လောက်မပြောသေးဘူးမြို့လေးတစ်မြို့လောက်ကို 6လလောက်ထမင်းတစ်မျိုးလုံးထမင်းတင်ကျွေးထားနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့မှာရှိရလားမရှိဘူးဘာလို့ပြောချင်တာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်အရှိန်အဝါနဲ့ဒေါအောင်ဆန်းစုကြည်နဲ့လှုပ်ရှားလာတဲ့သူတွေဟာတော်လန်ရေးကအခြေအနေမကောင်းဘူးလို့သူတို့တွက်လာပြီနိုင်ငံရေးမှာဒေါအောင်ဆန်းစုကြည်မရှိရင်သူတို့ဘာမှမဟုတ်ဘူးဆိုတာသိလာတဲ့အခါမှာသူတို့ကဖောင်ဒေးရှင်းတွေလုပ်မယ်လူမှုကူညီရေးတွေလုပ်မယ်ပြောတယ် နော်ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်နောက်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ရှားနေတယ်ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့လှုပ်ရှားနေတဲ့လူတွေဟာအလူခံမယ်နော်လူမှုရေးလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ပြောလာတယ်အဲ့တော့လူမှုရေးလုပ်ငန်းတွေလုပ်မယ်ဆိုရင်ကျွန်တော်ခုနကပြောသလိုရွာတရွာတော့မှ6လတင်ကျွေးနိုင်လားရွာလေးတရွာပဲ6လတင်ကျွေးနိုင်လားကိုပစံနဲ့ကိုပြောတာကိုပစံနဲ့ကိုရွာလေးတရွာကိုပဲ6လတင်ကျွေးနိုင်လားမကျွေးနိုင်တော့ဒီကောင်နေလူမှုရေးတွေလုပ်မယ်ဆိုလို့ရှိရင် စစ်တပ်ကកောင်းနေလို့ပဲအလှခံဖို့တို့ဘာလို့ဖြစ်ဖို့ဟာကျင်းနေသွားပြီပို့ပို့လေးလေးပြောရင်သူတို့လှုပ်ရှားတော့မယ်ဆိုတဲ့ဟာတွေကပေါ်လာပြီဒီတော့ဗမာပြည်မှာအခု UNG အစိုးရရှိတယ် UNG အစိုးရလို့ပြောပြီးဟေးဆိုလို့ရှိရင်စကောလာတွေနဲ့ UNG အစိုးရနဲ့ခွဲလို့မရဘူး UNG အစိုးရမှာအခုရာဒူးရာကန်တွေယူထားတဲ့ဝင်ကြီးတွေဝင်ကလေးတွေအလွတ်တော်အမတ်တွေအကုန်လုံးဒီ စကောလာတွေနဲ့ခမားတို့ကျွန်တော်တို့မကြုံမှုမကြားဘူးတဲ့ဘွဲ့တွေရာထူးတွေအကုန်လုံးနိုင်ငံတကာမှာတင်ကြလာတဲ့လူနိုင်ငံတကာမှာဘွဲ့တွေရာထူးတွေအကုန်ရပြီးတော့ခမားတို့ကျွန်တော်တို့ဗမာပြည်သူလူထုကလည်းဟာဒီလူတွေကတော့ဘွဲ့ရပညာတတ်ကြီးတွေဟာဘဲဟိုအင်္ဂါကျုံမှာပါကြောင်းတင်လာတယ်ဆိုပြီးအထင်ကြီးလာတဲ့လူတွေဒီလူတွေရဲ့နိုင်ငံတကာဆက်ဆံရေးမှာ အခုအချိန်ဒီမှာခမားတို့နှိုင်းရှင်ကြီးလာ နိုင်ငံတကာဆက်ဆံရေးမှာ အခုချိန်မှာခမားနှိုင်းရှင်ကြီးလာနိုင်ငံတကာဆက်ဆံရေးမှာလည်းပုံပုံလေးလေးပြောရင် NUG ကို အရှိတီမောတော်မှာသူ့အခြေအနေအရသူ့စီးပွားရေးအရအရှိတီမောတော်မှာအမြဲတမ်းကြီးနေတိုင်းကျွန်တော်တို့ဒီကျမတို့ဒီဇာအိုဘယ်လိုပြောမလဲ NUG ကိုထောက်ခံပါသည်ဆိုပြီးတော့မပြောနိုင်တော့ အဲ့ဒါအရှိတီမောကိုသွားပြီးတော့အပြစ်မပြောနဲ့အရှိတီမောကလူတွေကဗမာပြည်သူလူထုကိုသူတို့ထောက်ခံနေတယ်သို့တော့အရှိတီမောသည်နိုင်ငံတစ်ခုဖြစ်တယ်အရှိတီမောသည်နော်သူ့နိုင်ငံသားတွေအရှိတီမောရဲ့ဟိုဘယ်လိုပြောမလဲသမရတွေပဲပြောပြောဘာတွေပဲပြောပြောပေါ့ယာဒူးယာကန်ရှိတဲ့လူတွေကသူ့နိုင်ငံသားတွေအတွက်သူတို့လှုပ်ရမယ်ဆိုတဲ့အခါကျတော့အရှိတောင်အရှာကိုသူတို့ဝင်ဖို့အရေးကြီးတယ်အရှိတောင်အရှာကအတိအမှတ်ပြုဖို့လိုတဲ့အခါလဲကြာလဲကြာရော UNG ကို ရင်ဘတ်ထဲရပဲထောက်ခံတယ်အပြင်မှာထောက်ခံတဲ့ကိစ္စမျိုးတွေကယော့လာဒီကြားထဲမှာ NUG ကလူတွေလှုပ်ထားတဲ့ကိစ္စတွေရှိတယ်ဟာမင်းတို့ကထိုင်းနိုင်ငံက NUG ကိုထောက်ခံဟာထိုင်းနိုင်ငံက NUG ကိုကူညီရမယ်ဆိုပြီးပြောထားတယ် NUG စတဲ့တဲ့ချင်းမှာထိုင်းနိုင်ငံကရေနံကုမ္ပဏီ PPTC တို့ဘာတို့ကိုစင်ကာပူမှာတရားသွားဆွဲထားတယ်ခမရတို့အခုအကုန်မေ့နေပြီး ခမလန်မန်းတို့အခုဒီမှာနားထောင်နေတဲ့လူ90တို့60တို့ဟာအန်ယူဂျီအစိုးရဟာ ထိုင်းနိုင်ငံရဲ့ရေနံကုမ္ပဏီကြီးကို စင်ကာပူမှာတရားစွဲထားတယ်။ခမရတို့မေ့နေပြီ။ထိုင်းနေရမေ့မယ်ထင်းနေလား။ခမရတို့အကုန်မေ့နေပြီ။ PPTC ဆိုတဲ့အဲ့ထိုင်းရေနံကုမ္ပဏီကို UNG ကစင်ကာပူမှာတရားစွဲထားတယ်။ အဲ့ဒီတရားဆွဲထားတဲ့အမှုကရှေ့ကိုနော်ရှေ့ကိုဘလောက်သွားနေလဲဘတော့ဒီထိုင်းကုမ္ပဏီကိုတရားရုံးတက်တဲ့အတန်တောင်ယမန်ဘို့အတန်တောင်ကကျွန်တော်မကြောက်ဘူးဗျာဒါပေမဲ့တရားတွေဆွဲထားတယ်စင်ကာပူမှာဒီတော့ထိုင်းအစိုးရကို ထိုင်းအစိုးရတို့ထိုင်းကုမ္ပဏီတို့ထိုင်းစီးပွားရေးသမားတွေဆိုတာ အကုန်လုံးရောထွေးနေတာခင်ဗျားတို့ပြောနေတဲ့တက်ဆင်က ဟိုမန်စီးတီးကိုဝယ်ပြီးတော့ပြန်ရောင်းသလိုမျိုးပဲသူတို့မှသူတို့ဟာသူတို့ရှုံရှက်ခတ်ပြီးတော့တိုင်းစီးပွားရေးဖြစ်နေတဲ့အချိန်မှာနိုင်ငံရေးတွေရှေ့တွေနောက်တွေမစင်စားကိုယ့်ဟာကိုယ်လှုပ်ချင်တာလှုပ်တဲ့စကောလာတွေကိုယ့်ဟာကိုယ်ဖြစ်ချင်တာဖြစ်နေတဲ့လူတွေလှုပ်တဲ့ဟာကအခုထိုင်းနဲ့ညှိမယ်ဆိုရင်လေကျင်းနေတာကဟိုးမှာရှိတဲ့အဲ့ဒီစင်ကာပူမှာတရားစွဲထားတဲ့အမှုကို အန်ယူဂျီကပြန်ရုပ်သိမ်းပြီလားပြန်မရုပ်သိမ်းသိမ်းနေဘူးလားမေးစရာဖြစ်လာမင်းအောင်လိုင်ကရှီကျင်းဖြစ်နေတွေ့ရှီကျင်းဖြစ်ကမင်းအောင်လိုင်နဲ့တွေ့တဲ့အချိန်မှာမျက်နှာကိုသထွေးနဲ့ပဲထွေးသွားတယ်သဘောထားလိုက်ခမရတို့ကပြောဦးမယ်စစ်တပ်ကကောင်တီးကဘာဖြစ်တယ်ညာဖြစ်တယ်ရှီကျင်းဖြစ်ကမင်းအောင်လိုင်ကိုသဲနဲ့ပဲပန်းသွားတယ်သဘောထားလိုက်တရင်မီဒီယာတွေမှာရှီကျင်းဖြစ်နဲ့မင်းအောင်လိုင်တွေ့တယ်ဆိုတဲ့ဟာကကျင်းသေးတယ်။ UNG နဲ့အခုထရန့်နဲ့တွေ့ပြီလား။ ပုံရဟမင်းကြီးနဲ့တွေ့ပြီလားဖင်လန်နိုင်ငံသမရနဲ့တွေ့ပြီလားဆွီဒင်နိုင်ငံကဝန်ကြီးချုပ်နဲ့တွေ့ပြီလားဂျာမနီမှာအစည်းအဝေးလုပ်တော့နိုင်ဟိုနိုင်ငံတကာအစည်းအဝေးတွေလုပ်လို့ဘေးအခန်းလေးထဲမှာကိုယ့်ကိုဝင်ပြောတဲ့ကိစ္စကိုအကြီးအကျယ်ထင်မနေနဲ့ကျွန်တော်ပြောချင်တဲ့ကိစ္စတိကျအန်ယူဂျီဘလို့တွေဖြစ်နေပြီလဲ နောက်တစ်ချက်ကအာဒီမှာရှိနေတဲ့ဒီရိုဟင်ဂျာကိစ္စတို့ဘာလို့ပြောနေလဲခမတို့ရိုဟင်ဂျာကိစ္စတို့ဘာလို့ပြောနေလဲရခိုင်နေတိုက်နေတဲ့ချိန်မှာရိုဟင်ဂျာတွေကဗိုလ်ချုပ်ထွန်းမြတ်အိုးရိုဟင်ဂျာတွေကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆုံးလို့ရှိလို့ရှိရင်ဘိန်းစားတို့ဘိန်းရောင်းတဲ့ကောင်တို့အကုန်လုံးပြောနေတယ်မင်းတို့ကိုကူညီတဲ့သူဘယ်သူရှိလဲအမေရိကန်ကူညီလားဥရောပကူညီလားအမေရိကန်နဲ့ဥရောပတွေပတ်ပတ်ဆက်ဆက်မကူညီဘူးဆိုလို့ရှိရင်မင်းတို့ကိုအာရဗ်နိုင်ငံတွေကဘယ်လောက်ကူညီလဲကာတာက ဗရင်မိသားစုကသမရထရန်ကိုဒေါ်လာတန်း400လောက်တန်နဲ့လေရင်ပြန်အလှပေးတာမင်းတို့ရိုဟင်ဂျာတွေကိုတရားဝင် ရော့5တန်းရော့10တန်းဆိုပြီးတော့အလှပေးတာတစ်ခါမှမကြဘူးရိုဟင်ဂျာတွေကိုလည်းပြောကျင်တဲ့ကိစ္စကဘာလဲဆိုတော့အမေကျော်ပြီးတော့တွဲတော့သွားလွမ်းမနေနဲ့မင်းတို့ပြောလိုက်လို့ရှိလို့ရှိရင်ငါတို့အာရတ်တရားလာကူညီတော့မှာ ဟာဟိုဟာဒီကမှာတူရကီကလာတော့မှာဟာအတူဘီကြီးကလာတော့မှာမလာနဲ့မင်းတို့ ਨੇ ဘာသာတူပါတယ်ဆိုတော့ကာတာအမေရိကန်သမရမင်းတို့ပြောနေတဲ့နတ်ဆိုးကြီးပေါ့ခေါင်းဖြူကြီးပေါ့အဲ့ဒီကောင်ကိုကြတော့ကာတာနော်ကာတာဘယင်မိသားစုပါဒေါ်လာတန်း400လောက်တန်တဲ့လေရင်မြန်ကြီးလက်ဆောင်ပေးခြင်းနဲ့အလှပေးခြင်းနဲ့ဆိုပြီးတော့ပေးတယ်ပါလက်စတိုင်းတွေကိုလည်းကာတာကနေရော့အင်းဆိုပြီးတန်းတရပေးတာတစ်ခါမှမကြဘူး စော်ကားပြောတာမဟုတ်ဘူးနှိုင်းရှင်ပြောတာဗမာပြည်တည်းကနေပြီးတော့လူဘဝနေတဲ့កောင်တွေကိုပြောတာလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးပြောပြတာဒီတော့ဘာတွေဖြစ်ကုန်လဲဆိုတော့ဒီရခိုင်ပြည်နယ်မှာအေအေတိုက်နေတဲ့ဟိတ်ဆိုလို့ရှိစစ်တပ်ကိုတိုက်တဲ့အဖွဲ့နဲ့ပေါင်းလို့မရတော့မှရန်သူလုံးလို့မရဘူးပြောချင်တဲ့ကိစ္စကဒါမင်းတို့ရိုဟင်ဂျာတွေအကုန်လုံးကအေအေကိုကြိုက်ရမယ် ဟာဗမာပြည်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးကအာတူးပြီလာရမယ်အဲ့လိုမျိုးတွေမဟုတ်ဘူးစစ်တပ်ကမင်းတို့ကိုလည်းတတ်ခဲ့တယ်ရခိုင်တွေကိုလည်းတတ်ခဲ့တယ်စစ်တပ်ကနဲ့တိုက်နေတဲ့လူတွေနဲ့ကိုယ်နဲ့ပေါင်းလို့မရဘူးလောလောဆယ်ညှိလို့မရဘူးဆိုတော့မှရန်သူလုံးလို့မရဘူးတိုက်လို့မရဘူးဘသူမှ အမှားမကင်ဘူးနော်တယောက်နဲ့တယောက်မကျေနပ်မှုတွေလည်းရှိနေတယ်ရခိုင်တွေရခိုင်ပါတီကိုမဲပေးတဲ့အချိန် ကိုရီးယားကြံ့ဖို့ကိုမဲပေးခဲ့တယ်ဆိုတာလေကို့ဖာသားကိုတတိယရောထပ်ပြောမယ်နော်ထပ်ပြောမယ်ဟာကိုရီးယားကြည့်ရမှာရခိုင်ပြည်နယ်မှာနေတဲ့လူတွေအကုန်လုံးကအေးမောင်ကောင်းတာမကောင်းတာထားစောမြရာသာလင်းကောင်းတာမကောင်းတာထားဘသူမှကောင်းတာမကောင်းတာထားရခိုင်တွေကိုမဲပေးနေတဲ့အချိန်ဒေသခံတွေကိုမဲပေးတဲ့အချိန်မှာကြံ့ခိုင်ရေးကိုမဲပေးပြီးတော့လွတ်တော်ကြီးမှတီတီကြီးနဲ့တက်နေ ငါတို့ကပြားတွေရတော့မယ်ဆိုပြီးတော့ယူပြီးတော့ကိုယ့်အခွင့်အရေးကိုယူကိုယ့်ဟာကိုယ်တကူကောင်းဆန်ခဲ့တဲ့ကိစ္စတွေလည်းမေ့မထားနဲ့အာတယောက်ကတော့ပြောဟာဟိုမှာဘုံကျဲတယ်တို့ဟိုမှာတိုက်တယ်ခိုက်တယ်ပြောမောင်းတော့မှာဖြစ်တယ်ပြောပြီးလဲပြီးရောအာရှောက်ပြီးတော့ဘာလဲပတိလိုလိုဘာလိုလိုဟိုကောင်နေအခုဘာပတိဖြစ်သွားပြန်ပြီလားဘာဖြစ်မှန်းမသိတဲ့ကောင်နေရာကြီးရမှာဟာရခိုင်နေရဘုံကျဲတယ်ပြောနောက် BBC မှာအင်တာဗျူးတော့ကျွန်တော်တို့ RS ဆိုဝါနေပြီးတော့ နော်အားရဆိုတာနေပြီးတော့ကျွန်တော်တို့ကစစ်တပ်မရှိတော့မှကျွန်တော်တို့ကအေအေကိုတိုက်ပါတယ်ပြောတော့ဆောက်ချက်တွေကွဲကွဲတဲ့အခါကျတော့ယူကျင်အောင်ဆောင်ဒီလိုမျိုးစောက်ချက်မကောင်းတဲ့ဟာမျိုးတွေနဲ့ဘယ်သူနဲ့မှပေါင်းလို့မရဘူးနောက်တစ်ချက်ကတော့ဗမာပြည်ကဗမာပြည်အရေးကဗမာပြည်ပဲဘယ်သူမှလာပြီးတော့မကူညီဘူးမင်းတို့ပြောနေတဲ့စကောလာတွေစကောလာတွေစကောလာတွေမင်းတို့စကောလာတွေအခု UNG အစိုးရဟာပွပွလင်းလင်းပြောရင်စကောလာအစိုးရ န်ယူဂျီကိုဝင်းရနေတဲ့လူတွေအကုန်လုံးကစကောလာတွေအန်ယူဂျီကိုထောက်ခံနေတဲ့ကောင်တွေအကုန်လုံးကနိုင်ငံရခြားမှာပညာသင်တဲ့ကောင်တွေကိုပတ်မောင်ရဲ့တတိယတဲ့စင်ကာပူမှာအဆင်ပြေပါစေမင်းတို့အခုလုံနေတဲ့ဟာတွေအကုန်လုံးကဘလို့တွေဖြစ်ကုန်ပြီလေဒီတော့ကျွန်တော်ပြောချင်တာမင်းတို့ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေအကုန်လုံးကိုမေ့ထားလိုက်ကိုကိစ္စကိုကိုဖာသာကိုလှုပ်ရမ ကိုကိစ္စကိုကို့ဖာသာကိုလှုပ်ရမယ်ဆိုတာသေသေးချာချာသိဖို့လိုတယ်နောက်တစ်ချက်ကဗမာပြည်အရေးရကဘာမှဘာမှမဟုတ်ဘူးဗမာပြည်အရေးရကဘာပေါ်မှာဘာမှမဟုတ်ပြောလို့ရှိရင်ဗမာပြည်အရေးရအရှိတောင်အားရှာမာတောင်မှဘာမှမဟုတ်ဘူးအခုထိုင်းနိုင်ငံကနေကြည်နေတဲ့လူတွေရှိတယ်စင်ကာပူကကြည်နေတဲ့လူတွေရှိတယ်တကယ်လို့စင်ကာပူကသတင်းတောက်တွေထိုင်းနိုင်ငံကသတင်းတောက်တွေဒီလူတွေသိတောင်မှ သူတို့နိုင်ငံရဲ့ policy တွေအရသူတို့နိုင်ငံရဲ့စီမင်းစည်းကမ်းတွေသူတို့နိုင်ငံကအစိုးရတွေမကြိုက်ပါဆိုလို့ဗမာပြည်မှာဘုံကျဲတဲ့တဲ့မပါဘူးဗမာပြည်ကဘုံကျဲတဲ့တဲ့မထည့်တာဘူးနောက်ဆုံးအဆုံးသတ်မယ်ဆိုရင်ပေါ့နော်မကတ်တရိန်ခေသတိရတယ်အဘွားအခုထပ်ပြီးတော့အဆုံးသတ်မယ်ဆိုလို့ရှိရင်နောက်ရက်မှကျွန်တော်အားတဲ့အချိန်ကျွန်တော်ထပ်ပြောပါဦးမယ်ကိုကိစ္စကိုကိုဟာကိုလှုပ်ဖို့လို့ ခမားတို့ပြောနေတဲ့နိုင်ငံတကာ theory တွေရှောက်သိမ်ပြီးတော့အာတော်ကြကြရင်ဒလိုင်းလာမှာတော်ကြကြလို့ရှိလို့ရှိရင်နယ်စင်မင်နဲလာတော်ကြကြလို့ရှိလို့ရှိရင်မာတင်လူသာကင်ကိုနေရီသတိရတယ်မာတင်လူသာကင်တော်ကြကြလို့ရှိရင်တပ်ပေါင်းစုဖွဲ့မယ်တော်ကြကြလို့ရှိရင်ဇပ်ပေါင်းစုဖွဲ့မယ်ရှောက်ပြောမနေနဲ့ကိုကိစ္စကိုနေရကိုရကိုရွာကိုတေသားကိုကိုဖသာကိုပိုင်အောင်လုပ်ဖို့အရေးကြီးတာ ကိုရကိုရကိုဒေသားကိုပိုင်အောင်လှုပ်ဖို့အရေးကြီးတာပုံရဟန်းမင်းကြီးကလည်းပြောလိုက်တယ်ဟာတကဘာလုံးကြီးအေးချမ်းပါစေကိုဖသာကိုအတိတ်ကောက်လိုက်တယ်ပုံရဟန်းမင်းကြီးကပြောတယ်နော်တကဘာလုံးအေးချမ်းပါစေကိုဖသာကိုအတိတ်ကောက်ပြီးတော့ပုံရဟန်းမင်းကြီးပြောတဲ့တကဘာလုံးကငါတို့ဗမာပြည်တစ်ခုတည်းပဲပါတယ်ဆိုပြီးတော့ကိုလိုချင်တယ်လို့ကိုဖသာကိုအတိတ်ကောက်လို့မရပုံရဟန်းမင်းကြီးခေါင်းထဲမှာရှိတာပါလေသိလားအာဂျင်တီးနားနဲ့အခု ပီရူရိုနဲ့အယ်စဘာအယ်ဆာဗာရိုတို့အဲ့ဒီမှာရှိနေတဲ့လူတွေကိုအမေရိကန်ကနေပြီးတော့ပြန်ပို့တာတို့ဒုက္ခပေးတာတို့ကိုသူဘလို့ဖြေရှင်းရမလဲဆိုတဲ့ကိစ္စပဲသူအရင်စဉ်းစားတယ်။ဘာဖြစ်လို့လဲ။အဲ့ပုံရမ်းမင်းကြီးကတောင်အမေရိကဘက်ကလာတာ။တောင်အမေရိကပြည်သူတွေပို့ပြီးစီးရဲချို့တဲ့နေတဲ့ကိစ္စကိုသူပို့ပြီးတော့ဂယုဆိုင်တယ်။ဘာဖြစ်လို့သူဂယုဆိုင်လဲ။သူ့ရက်သူ့ရွာသူ့ဒေသသူ့လူတို့ကိုသူအရင်ကာကွယ်ရမယ်ဆိုပြီးတော့သူလုပ်နေတာ။ဒီတော့ ကျွန်တော်တို့เนี่ยအတွေးခေါ်တွေအပြောဆိုတွေကပြဿနာတွေတက်တယ်။ဘာဖြစ်လဲ?အခုဒေါအောင်ဆန်းစုကြည်နောက်လိုက်ထီရှိတယ်။ပြောလာပြီကျွန်တော်တို့ကအခုဒီဒေါ်လာရေးမှလည်းမလုပ်ချင်တော့ဘူး။အာကျွန်တော်တို့ကဟိုနိုင်ငံရေးမှလည်းမပါချင်တော့ဘူး။လူမှုရေးလုပ်မယ်။အဲ့တော့ဒေါအောင်ဆန်းစုကြည်နောက်လိုက်ဆိုတဲ့ကောင်လေးကိုရွာလေးတရွာကို6လစာတနစ်စာတာဝန်ယူနိုင်တဲ့ဒေါအောင်ဆန်းစုကြည်နောက်လိုက်ဆိုတဲ့လူခင်ဗျားတို့ဘယ်နှယောက်တွေ့ဘူးလဲ။ရှီကောင်းရှိလိုက်မယ်နော်တယောက်နှစ်ယောက်ပေါ့။ ထပ်ပြောအောင်မနော်ဒေါအောင်ဆန်းစုကြည်နောက်လိုက်တွေရှိတယ်ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံပြီးတော့နိုင်ငံရေးလှုပ်တဲ့ကောင်တွေရှိတယ်ဒေါအောင်ဆန်းစုကြည်ကိုဟိုရှေ့မှာထားပြီးတော့လှုပ်ချင်တာလှုပ်တဲ့ကောင်တွေရှိတယ်ဒေါအောင်ဆန်းစုကြည်ပြောတယ်ဆိုပြီးတော့ကိုပါဇက်ကပြောတဲ့ကောင်တွေရှိတယ်အခုဒေါအောင်ဆန်းစုကြည်ထောင်ထဲရလည်းမထွက်ရတော့ဘူးဒေါအောင်ဆန်းစုကြည်ထွက်လာလဲသွားတယ်ကြိုးပြီးတော့လေလုံးကမလဲမှာမဟုတ်တော့ဘူးအဲ့ဒီအချိန်မှာဒေါအောင်ဆန်းစုကြည်နောက်လိုက်ပြောတဲ့စကောလာတွေပညာရှင်တွေဘာတွေအကုန်လုံးက လူမှုရေးလုပ်ငန်းတွေလုပ်တော့မယ်အဲ့တော့ကျွန်တော်ပြောချင်တာလူမှုရေးလုပ်ငန်းလုပ်မယ်ဟေးဆိုမင်းကိုယ်တိုင်ဘလောက်ချမ်းသာလဲမင်းအဲ့ဒီရွာကလေးတရွာလူ900တထောင်လောက်ရှိတဲ့ရွာလေးတရွာကို6လစာကျွေးဖို့မင်းကိုယ်ပိုင်ပတ်စံရှိလားအဲ့ဒီလူ900တထောင်ရှိတဲ့ရွာလေးတရွာမှာစေကူဖို့ပညာသင်ဖို့မင်းမှာ6လစာမရှိလားမရှိဘူးမရှိရင်ဒီကောင်တွေဘာလုပ်မလဲရှင်းရှင်းလေးရအခွက်ကကြိုပြီးတော့မြင်ပြီးသားကိုမှပတ်စံမရှိဘူးလှူခြင်းနဲ့ဆိုရင်နိုင်ငံတကာကနေတောင်းမယ် အလူခံမယ်လိမ့်မယ်ညမယ်ကလိန်ကချစ်လုံးမယ်ပို့ပြလင်းလင်းပြောရင်ဒေါ်ဆန်းစုကြည်နောက်လိုက်လို့ပြောတဲ့69ရာခိုင်နှုန်းကအချောင်သမားတွေစောက်ယူးတွေနော်စစ်တပ်ကកောင်နေနဲ့ဒန်းသူရေသူပညာပြိုင်နေတဲ့កောင်တွေကိုယ့်အိတ်ထဲကိုဘလို့ခိုးရမလဲကိုကိုရိုးကိုဘလို့ရှာရမလဲဆိုတာဒီဒေါ်အောင်ဆန်းစုကြည်နောက်လိုက်လို့ပြောတဲ့လွတ်တော်ကိုယ်စားလှယ်တွေဒေါ်အောင်ဆန်းစုကြည်နဲ့လှုပ်ရှားနေတဲ့အွန်လိုင်းပေါ်ကနာမည်ကြီးတဲ့កောင်တွေစကောလာတွေဆိုတာ စစ်တပ်ကកောင်နေလို့ပဲစစ်တပ်ကកောင်နေရတော့ဟိုမရိုက်မဲ့ခိုးမဲ့ရိုက်မဲ့နှက်မဲ့ဓမြတိုက်မဲ့ဆိုပြီးတော့သူတို့လူမယ် NUH NLD ဆိုပြီးနာမည်ခံတဲ့កောင်လေးကြားလို့ရှိရင်နိုင်ငံတကာကအလှခံပြီးတော့ဗမာပြည်ကိုပြနိုင်ငံတကာအလှခံပြီးတော့ကလိန်ငစ်လုံးဒီလိုနှစ်កောင်ရှိနေတဲ့ဒီလိုနှစ်ဖွဲ့ရှိနေတဲ့နိုင်ငံမှာမပြတ်ဘူးဆိုရင်ဘယ်កောင်ပြတ်မှာငင်းညာအောင်ကစကလေးကပြောထားတယ် NUG ဟာ NCG ယူပြီးလို့ဖြစ်ကိုဖြစ်မယ်ပို့ဆိုးရင်ဆိုးမယ်ပြောထားတာ အဲ့ဒီအပြင်မှာမှအန်ယူဂျီကိုငင်းငန်းအောင်အဖွဲ့စည်းတစ်ခုအနေနဲ့အတိမတ်ပြုကောင်းတဲ့အဖွဲ့စည်းဖြစ်ဖြစ်ဆိုးတဲ့အဖွဲ့စည်းဖြစ်ဖြစ်အဖွဲ့စည်းတစ်ခုအနေနဲ့အတိမတ်ပြုအစိုးရအဖြစ်အတိမတ်မပြုနိုင်ဘူးဆိုတာစကြေရပြောထားပြီးသားအဲ့တော့ဘာမှသိမ့်မပြောချင်တော့အဲ့တော့ပြည်သူလူထုကတည်တည်ချာချာစဉ်းစားဖို့ကိစ္စကကိုယ့်ကိစ္စကိုကိုဟာကိုပိုင်နိုင်အောင် လုပ်ဖို့အရေးကြီးတယ် ကိုကိစ္စကိုကိုဘာသာကိုပိုင်နိုင်အောင်လုပ်ဖို့အရေးကြီးတယ်နောက်တစ်ချက်ကတော့ကောက်ချက်တွေမမားဖို့အရေးကြီးတယ်ကိုကိကောက်ချက်တွေမမားဖို့အရေးကြီးတယ်ဟာတစ်ချိန်လုံးပြောနေတယ်ဟင်းသာ9000ဇတ်တို့ပါတော့အခုကျွန်တော်ဒီ live ကိုညီကုန်းမချုပ်ခင်မှာကောက်ချက်ချတဲ့ကိစ္စကိုပြောပြဗမာအများစုဒီအပိုင်းတကောင်နှစ်ကောင်ရှိတယ်အပိုင်းတကောင်နှစ်ကောင်ကဘာပြောသွားလဲဆိုတော့ဟင်းသာ9000ပေါ့ ဟင်းသာကိုတော်ဟင်းသာကိုတော်ဇတုသားစားတယ်ဇတုသားစားတယ်ခမားတို့ပြောပြမယ်ဟင်းသာကိုတော်ဇတ်မှာ950ဇဏိပတ်ထဲမှာဟင်းသာကိုတော်ဇတ်ပါဟင်းသာကိုတော်ဇတ်မှာဟင်းသာတွေကမိုးရာသီလေးလကာလမှာဂူထဲမှာဝင်အောင်တယ်ဂူအောင်တယ်ပေါ့ဂူအောင်တယ်ဆိုတော့ခေါဘဘယ်လိုပြောမလဲဆိုတော့တခြားတွေမတွေးနဲ့ဟင်းသာတွေကမိုးတွင်းကာလမှာဂူအောင်တယ် ူအောင်တဲ့အချိန်မှာပင့်ကိုကြီးရလာပြီးတော့ဂူဝါမှာပင့်ကိုမြင်နေကတ်တယ်ဒီတော့မိုးတွင်းကာလမှာသူတို့စုဆောင်ထားတဲ့เนาะအစာအစာတွေကိုဟင်းလာပြိုတွေကို အစာနှစ်ဆကျွေးတာထပ်ပြောမယ်เนาะဟင်းလာပြိုတွေကိုအစာနှစ်ဆကျွေးတာဟင်းလာပြိုတွေကိုအစာနှစ်ဆအစာနှစ်ဆကျွေးတယ်သူများကိုတစ်ခုကျွေးတယ်ဆိုဟင်းလာပြိုတွေကိုနှစ်ခုကျွေးတာပေါ့ဟင်းလာပြိုတွေကိုအားမွေးထားတာပြီးသွားတော့မှဒီဟင်းလာပြိုတွေက ဟုံးနဲ့ဆိုပြန်သွားလို့ရှိရင်ဒီလိုင်ကိုဟိုပင့်ကူမြင်းကြီးကပွင့်သွားတယ်ပြီးသွားရင်တခြားနောက်ကလိုက်တဲ့ဘယ်လိုပြောမလဲဟိုဟင်းသားတွေကဖြစ်သွားတယ်တနေ့သောအခါတနှစ်သောအခါမှာမိုးတွင်းကာလကြာသွားတယ်တနေ့တနေ့သောအခါမှာမိုးတွင်းကာလကြာသွားတယ်သူတို့စုဆောင်းထားတဲ့เนาะစားတဲ့ရိတ်ခါမလုံလောက်မလုံလောက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ငတ်တယ်ပြတ်တယ်ဖြစ်လာတဲ့အခါကိုယ်အချင်းချင်းစားတယ်တောက် ငတ်တဲ့ပြတ်တဲ့ကိုချင်းချင်းစားတဲ့တောက်တဲ့ဖြစ်လာတဲ့ဆိုရင်အစာနစာရထားတဲ့ဟင်းသာတွေလည်းငတ်တဲ့ပြတ်တဲ့ထဲမှာပါတဲ့အခါသူတို့အားမရှိတော့သူတို့အားမရှိတော့ဒီပင့်ကိုမြင်ကြီးကိုသူတို့မဖောက်နိုင်ဘူးတိချက်ကပင့်ကိုမြင်ကိုမဖောက်နိုင်တဲ့အတွက်ပင့်ကိုအစားခံရတာပင့်ကိုမြင်ကိုဘာကြောင့်မဖောက်နိုင်ဘူးလဲပြောလို့ရှိလို့ရှိရင်အစာရေစာကိုနော်လိုအပ်ထားတဲ့ပို့ပြီးတော့မတူလောင်ထားမိလို့ အခြေအနေကို ကြိုပြီးတော့မတွက်မိလို့အဲ့ဒါဇတုသာစားတဲ့ဆိုတဲ့ကိစ္စနဲ့တွက်လို့မရဘူးအခုဗမာပြည်မှာလဲဒီဒေါ်လာရဲ့ကာလက3လကြာမယ်နော်ဟာ6လနဲ့6ရက်ခွတပတ်နဲ့ဒေါ်လာရဲ့ပြီးမယ်ထင်တဲ့လူတွေရှိတယ်တလနဲ့ဒေါ်လာရဲ့ပြီးမယ်လူတွေထင်တဲ့လူတွေရှိတယ်တနစ်နဲ့ဒေါ်လာရဲ့ပြီးမယ်လူတွေထင်တဲ့လူတွေရှိနှစ်နှစ်နဲ့ဒေါ်လာရဲ့ပြီးမယ်လူတွေထင်တဲ့လူတွေရှိတယ်ဒေါ်လာရဲ့ကြီးရရေရှည်လာတယ် ခုနှစ်ရက်နဲ့လည်းမပြီးဘူးတစ်လနဲ့လည်းမပြီးဘူးတစ်နှစ်နဲ့လည်းမပြီးဘူးနှစ်နှစ်နဲ့လည်းမပြီးတဲ့အခါမှာတော်လန်ရဲတွေကသူ့ဖသာသူထွက်သွားတဲ့သူတွေရှိတယ်တော်လန်ရဲကိုစိတ်ပြတ်သွားတဲ့သူတွေရှိတယ်တော်လန်ရဲကိုလှူးနေတဲ့သူတွေပင်လျင်အလှကိုညှင်းငွေ့လာတဲ့လူတွေရှိတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့ငါတို့ရတဲ့အခွင့်အရေးတုံးကအခွင့်အရေးကိုအသုံးမချတာအဲ့ဒီအချိန်တုန်းကညဉ့်ညောင်းလို့ချက်ချင်းပြောတယ်ဘာပြောလဲအခုမှအပြစ်တင်တာမဟုတ် ရတဲ့အလှူငွေတွေအကုန်လုံးကလက်နက်ဝယ်ရမယ်။ရတဲ့အလှူငွေတွေအကုန်လုံးကတော့လက်နက်ကင်တော်လိုင်းရေးထဲမှာယင်းနီမြုပ်နှံရမယ်။အဲ့ဒီအချိန်မှာ NUG တို့ဒီ NLD တို့ NUG တို့ NLD ကို ထောက်ခံတဲ့သူတို့အကုန်လုံးကဘာပြောလဲဆိုတော့မနှက်ဖန်ကြလို့ရှိရင်အမေရိကန်လာမယ်အာဒူဘီလာမယ်။ရတဲ့ပတ်စံတွေအကုန်လုံးကို CDN လှူလိုက် လက်နက်ချတဲ့ကောင်တွေကိုအလှူငွေ ပေးလိုက်ဟောသူတို့မိသားစုတွေမဲဆောက်မှာအိမ်နေငှားနေလိုက်နေ။ အဲ့ဒီကိစ္စကိုညညအောင်နေပြောတာလားလူကြီးတွေပါပြောတယ်ဒီပစံတွေကသေးသေးချာချာသုံးသင့်တယ်ဇီဇီပါမောက်တယ်လို့လုံးလို့မရဘူးအခုပါဖြစ်လေအချိန်နေကြားလာတော့အန်ယူကြီးအချင်းချင်းနဲ့မှပဲကြိုက်ကြကြိုက်နေပြီငကိုလိုရကြည့်တယ်လို့လို့တလောက်ဘူးမှလည်းမလှူနိုင်တော့ဘူးငကိုလိုလည်းဘူးမှလည်းတလောက်ကြီးအာမပေးတော့ဘူးအချိန်ကလည်းကြားကြကြားကြားလာဒီတော့အရင်ပိုင်းအာဘွားအစ္စလာမ်ဘဝလေးကိုအဲ့တော့ တည်တည်ချာချာပြောချင်တာကဗမာပြည်သူလူထုကကိုယ်ကိစ္စကိုကိုယ်တည်တည်ချာချာလုပ်ဖို့ပဲလို့ကိုယ်ကိစ္စကိုကိုယ်မလုပ်လို့ရှိရင်ဗမာပြည်ဟာကဘာပေါ်မှာဘာမှမဟုတ်ဘူးကဘာပေါ်မှာဗမာပြည်အเจ้าတော်မှမသိတဲ့သူတွေအများကြီးပဲဗမာကဘာပေါ်မှာနောက်ဆုံးကိုယ်ကိုယ်ပြောရင်တရုတ်ပြည်မာကြီးတော်မှဗမာနိုင်ငံဆိုတာမသိဘူးဗမာဆိုတာသူတို့ရဲ့လက်ဝေကံပြည်နယ်လောက်ပဲသူသိတယ်ခင်ဗျားတို့ဗမာပြည်ဆိုတာဘာမှမဟုတ် အဲ့တော့ဗမာပြည်သူတွေကဒီဆရာနာရှင်စနစ်ကိုတော်လှန်ခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ဝါရီကတော့ဒီမိုကရေစီမကြိုက်ဘူးကချင်နေကတော့ဒီမိုကရေစီမကြိုက်ဘူးအဲ့ဒီကိစ္စခမားတို့ပြောရမယ်ကိစ္စမဟုတ်သူ့ဒေတာသူ့ရသူ့ရွာမှာသူ့ဟာသူနေတဲ့သူတွေကသူတို့အုပ်ချုပ်ရေးသူတို့နဲ့သူတို့အစဉ်ပြေတဲ့လူနဲ့သူတို့ခေါင်းဆောင်ချမှတ်တဲ့အုပ်ချုပ်ရေးနဲ့သူတို့သွားလိုက်မယ်ဒီမိုကရေစီခမားတို့တောင်းတာမလားဒီမိုကရေစီတောင်းတဲ့လူတွေကအဲ့မှာဒီမိုကရေစီကိုယ့်ဟာကိုယ်တောင်းလား အကြမ်းမဖက်ရေးကိုလှုပ်ချင်တယ်ဆိုလို့ရှိလို့ရှိရင်နိုင်ငံသားကိုထွက်မပြေးနဲ့နော်မမဟာတမဂန္ဒီကြီးလို့ထောင်သွားပြီးတော့ကိုယ့်အကိုထောင်ထဲဝင်နေလိုက်လမ်းမပေါ်မှာထွက်ပြီးတော့ဟိုဆန္ဒပြနေလိုက်အဲ့ဒီလိုလဲမလှုပ်ဖဲနဲ့ဟိုဟာလဲမလှုပ်ဒီဟာလဲမလှုပ်လက်နက်ကင်တော့လဲလူတွေသေတယ်ပြောဥနုလို့ပေါ့တကယ်မှာဖာချတော့ရတယ်ဥနုကြီးကခမားတို့ပြောနေတဲ့ဥနုကိုဖာချရင်ရတယ်သူစားခြင်းနဲ့အသာစားလို့ရှိရင်ကြက်တတ်လို့ရတယ်နွားပဲတတ်လို့မရတာဖာချလို့ရတယ်နွားတတ်လို့မရဘူး ။ဟာချက်ကြတော့တတ်လို့ရပြန်မယ်။ချက်နဲ့နွားနဲ့တလိမ့်ဆံမဟုတ်တော့ဘူးအသက်မရှိဘူးပေါ့။အဲ့လိုမျိုးတွေခမားတို့စောက်ယူတွေခေါင်းဆောင်ခဲ့တဲ့နိုင်ငံမှာကျွန်တော်တို့တွေကအတွေးခေါ်မှန်မှန်နဲ့ကိုယ်လုတ်ကိုကိုလုတ်မှဒီဆရာနာရှင်စနစ်ကိုတိုက်လို့ရမှာနော်ခမားတို့ကြိုက်ကြိုက်မကြိုက်ကြိုက်ရှီကျင်းပြင်ကမင်းအောင်လိုက်မျက်ခွက်ကိုသေးနေပဲပန်းပန်းထပ်ပြောဦးမယ်နော်ရှီကျင်းပြင်ကမင်းအောင်လိုက်မျက်ခွက်ကိုသေးနေပဲပန်းပန်း နိုင်ငံတကာသတင်းတွေထဲမှာရှီကျင်းဖင်နဲ့မင်းအောင်လှိုင်နဲ့တွေ့တယ်ရှီကျင်းဖင်နဲ့မင်းအောင်လှိုင်ရုံနဲ့ပါတယ်ဆိုတာကတော့ကျင်းသေးတယ်အဲတော့ပြည်သူလူထုကိုပြောချင်တာခမားတို့တော်လှန်ရေးကိုဘာဖြစ်လို့တော်လှန်ရေးလုပ်ရတယ်ဘာဖြစ်လို့ဆရာနာရှင်စနစ်ကိုတော်လှန်ရတယ်ဘာဖြစ်လို့လက်နက်ကင်တော်လှန်ရေးကိုအားပေးရမယ်ဆိုတဲ့ကိစ္စကိုခမားတို့ကိုယ်တိုင်အတွေးခေါ်ရှိရှိနဲ့ကိုယ့်အသက်ကိုကိုယ်မွေးပြီးတော့နော် အသက်ကိုညံဆောက်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါဆိုတဲ့နော်စကယ်ပုံတွေဟိုအတွေးခေါ်တွေကိုအခြေခံပြီးတော့တော်လှန်ရေးကိုအားပေးကြပါလို့ပြောနေဒီ live ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်